ဆိုလိုတဲ့အဓိပ္ပာယ်ကဒီသဘာဝတရားတွေဒီလောကမှာဖြစ်ပေါ်နေတဲ့အရာတွေဘယ်အရာမှတာယာစရာဆိုတာ မဟုတ်တကယ်စစ်စစ်လောကမှာတာယာစရာဆိုတာတကယ်မရှိပါဒါပေမဲ့ဘုံဘုံတော့သတိမရှိဘဲနဲ့လောကရဲ့ပုံမှာဘဝရဲ့ပုံမှာဖြစ်စဉ်တွေရဲ့ပုံမှာအတွေ့အကြုံတွေရဲ့ပုံမှာဘာသတိမှမထားဘဲနဲ့မိမိရောရော ပေါ်ပေါ်ဆားဆားတကယ်ကိုပဲရေစုံညောပြီးတော့ကြုံရအာယုံကြုံရစိတ်တွေနဲ့ပဲနေသွားမယ်ဆိုလို့ရှိရင် ตายาเสียမရှိတဲ့လောကကြီးကိုตายาเสียမရှိတဲ့လောကကြီးလို့မသိပါဘူးမသိဘူးเนาะအဲ့လိုမသိတဲ့အချိန်မှာตายาเสียမဟုတ်တဲ့အရာတွေကပဲကိုယ်စိတ်ထဲမှာตายาเสียမဟုတ်တဲ့အရာတွေလို့မသိယုံမျှမကဘဲနဲ့ဘယ်လိုတောင်းထင်သွားตายาเสียလို့ထင်သွားမယ်ဝိဇ္ဇာရဲ့သဘောဟာနှစ်ထပ်ကွန်းလိန်ညာမှုရှိတယ်ဆိုတာကိုနားလည်ထားရမယ်เนาะ ဒုက္ခကိုဒုက္ခလို့မသိတဲ့အပြင်ဒုက္ခလို့ထပ်ပြီးတော့လွဲနေသေးတယ်မှတ်နေသေးတယ်ဟောဒီသဘောလေးပုံပုံခဏခဏဥမာလေးတစ်ခုပေးဘူးတာယောဂီတို့မှတ်မိမယ်ထင်ပါတယ်တရေကြောက်တဲ့တဲ့ပုံကိုတရားညာကြီးမိုးချုပ်ထငုတ်တူကြီးမြင်ရမယ်မယ်ကြီးဟုတ်လားထငုတ်တူကြီးကိုသူဘလို့ထင်တော့တရေလို့ထင်တယ်အဲ့ဒီမှာကြောက်သေးတွေပါလေးပါမှာပေါ့တကယ်စင်သေးသူတရေလို့ထင်တဲ့အရာတရေဟုတ်သလားမဟုတ်ဘူးဘာကြီးတော့ထငုတ်တူကြီး ဲ့ဒီထငုတ်တူကြီးကိုထငုတ်တူကြီးလို့မသိတာက အလွဲတစ်ချက်အဲ့ဒီထငုတ်တူကြီးကိုထငုတ်တူကြီးလို့မသိယုံမျှမကဘဲနဲ့နောက်ထပ်ဘာလို့ວ່າထက်ထင်နေတာတော့တရေလို့ထက်ထင်နေတာအဲ့ဒါကအလွဲတစ်ချက်အလွဲပဲနှစ်ချက်တော့အဲ့ဒါကိုမဟာကြီးဆရာဘုရားကြီးကပရိသတ်သမုပ္ပတ်နော်ဒေသနာကိုလင်္ကာလေးစီတနာရှိတယ်အမှန်မတော်အမှားမြင်ကအဝိဇ္ဇာကြောင့်ချမ်းသာလိမ်လို့ရည်မြော်ကို၍သုံးမျိုးမှုကပြုစီမံ ဝိညာဉ်တွယ်ဆက်နံယုတ်ကလည်း6ရဲ့အာယနာဖတ်တာ6ပြဝေဒနာနဲ့တဏှာ6တန်ဥပါဒံကိုဖြစ်ရန်အကြောင်းကံရှင်လောင်း၍ကောင်းဆုဘဝဖြစ်ရပြန်ကအိုကာတေရေပူအဆွေးနဲ့ငိုကြွေးကိုနွမ်းစိတ်မချမ်းမြ၊ပူပန်ရသည်လုံးဝဆင်းရဲစုသာသည်လို့ဆိုရဲအလိုရေးအဲ့ဒါဝိဇ္ဇာကိုသူဘယ်လိုလေးရေးတော့အမှန်မတွားအမှားမြင်တာအမှန်ကိုမမြင်ုံမျှမကဘဲနဲ့အမှားကိုပါထပ်ပြီးတော့ မြင်ထားတယ်။တပတ်ပေါက်လား။နော်ထငုတ်တူကြီးကိုထငုတ်တူကြီးလို့မသိုံနဲ့ဆိုရင်ဒီလောက်ကြီးစိတ်ကမဆင်းရဲသေးဘူး။မဲမဲကြီးဆိုရင်မဲမဲကြီးလောက်တင်ထားပေါ့။ तू ကအဲ့လောက်တင်ထားနိုင်လား။ဘယ်ထိ तू ဆက်မှားတာတော့တရေလို့ထပ်ပြီးတော့ထင်တယ်။အဲ့ဒီကြတော့မှပိုးပြီးတော့မှားချက်ကနာတဲ့အတွက်ကြောင့်အလွဲရပိုးပြီးတော့ကြီးသွားတာ။ဟုတ်တယ်မဟုတ်လား။ဒါကြောင့်ဘုန်းဘုန်းတို့တွေဟာ ထံကုတ်တူကိုတရေထင်နေတဲ့ကိစ္စထံကုတ်တူကိုတရေလို့မထင်ခြင်းဘူးဆိုရင်မလုပ်မလို့ထံကုတ်တူကိုထံကုတ်တူမှသိဖို့ပဲကြိုးစားရမှာ